တို့ကတော့ရှင်းပါတယ်။ဒါမဲ့2025ယူကောက်ပွဲမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်ချုပ်ကြီးကတက်ချုပ်ကြီးကကျွန်တော်တို့နိုင်ငံတော်တမရတာဝန်ဆက်ပြီးထမ်းဆောင်ရေးလဲကျွန်တော်တို့ဆက်ပြီးတော့အားပေးမယ်။ကျွန်တော်တို့တက်တဲ့အတက်ပညာနဲ့ဆက်ပြီးကျွန်တော်တို့ဆက်ပြီးဆောင်ရမယ်။မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် range လုပ်ပေးသွားမှာဖြစ်ပါသောကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။မီဒီယာဖြစ်ပါတယ်ခင်ဗျာဒီကနေ့မေလ10ရက်နေ့ထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်။ ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီ IFA သတင်းဌာနလုံးဝနှီးကုန်းချွတ်သွားတဲ့အချိန်တွေပါအဲ့တော့ IFA သတင်းဌာနအပါအဝင်ပြည်ပမီဒီယာတွေအားလုံးပြီးရင်ကျွန်တော်တို့ဒီ time မှာရှိနေတဲ့စစ်တွေးကြမီဒီယာအုပ်စုတွေအားလုံးကသူတို့ကိုသူတို့လွတ်လပ်တော့မီဒီယာပါလို့အမြဲတမ်းကြွေးကြော်ပါတယ်လွတ်လပ်တော့မီဒီယာအမိကိုကင်းတော့မီဒီယာလို့ကြွေးကြော်ပါတယ်ဒီပြည်တွင်းမှာရှိတဲ့မီဒီယာတွေဆိုရင်ကျွန်တော်တို့ဒီဘောမမီဒီယာစစ်တပ်ထောက်ခံတဲ့မီဒီယာစစ်တပ်အားပေးမီဒီယာအမျိုးမျိုးသူတို့ဆွဆွဲပါလေ အဟိုလူကပေးတဲ့ဒီလူကပေးတယ်ပေါ့ဗျအမျိုးမျိုးသူတို့ဆွဆွပါတယ်အဲသူတို့ကိုသူတို့ကြတော့လွတ်လပ်သောမီဒီယာအမိကိုကင်းသောမီဒီယာသူတို့ကနောက်ပြီးလာသေးတယ်အနွေဦးမီဒီယာတို့ဒီမိုစီမီဒီယာတို့အစသဖြင့်ပေါ့ဗျာသူတို့ခောက်ခောက်လို့ကောင်းကောင်းနေတဲ့မျိုးမျိုးပေးကြပါတယ်အဲလိုပေးကြတဲ့မှာ IP သတင်းဌာနတို့ကျွန်တော်တို့ VOA တို့ပါပါတယ်ထို့တူပါပဲကျွန်တော် BBC တို့ပါပါတယ်မီဒီယာတွေအများကြီးပါပဲလက်ရှိဒီစစ်သွေးကြောအုပ်စုမီဒီယာတွေအားလုံးကအတန်တန်နဲ့ပဲထွက်ပါတယ်မနေ့က မနေ့ကကျွန်တော် IFA သတင်းဌာနကအာသူတို့မီဒီယာအနေနဲ့ဘဏ္ဍာငွေအခက်အခဲကြောင့်လုံးဝရပ်ဆိုင်းလိုက်ရတော့မယ်ဆိုပြီးတော့သူတို့တရားဝင်ထုတ်ပြန်ပါတယ်အဲ့တော့ဒီမီဒီယာတွေကခင်ဗျားတို့သိပါလိမ့်မယ်အာကျွန်တော်တို့ကအမီကိုကင်းသောမီဒီယာအဲ့တော့အမီကိုကင်းသောမီဒီယာဆိုရင်သူတို့ကိုယ်တိုင်ရအောင်ရက်တီသူတို့ရအောင်ရက်တီလိုက်ရအောင်ရက်တီဘသူပေးစာကန်းစာမှမစားနဲ့ဒီမီဒီယာတွေဘာကြောင့်ရက်ရလဲဆိုရင်ဒီတမရဒေါ်နယ်ထရန့်အမေရိကန်တမရဒေါ်နယ်ထရန့်တက်လာပြီးတဲ့နောက်ပိုင်းမှာ ဒီ US AI ကိုသူတို့စပြီးတော့ကင်တွဲလာတယ်။ကင်တွဲပြီးတဲ့နောက်ပိုင်းမှာဒီ US AI တွေကနေပြီးတော့ဖြန့်ခွဲတဲ့ကျွန်တော်တို့တစ်ဖက်မှာတစ်ဖက်မှာကျွန်တော်တို့ဒီနိုင်ငံရေးကောင်းစင်နဲ့လက်ရှိဒီပြည်တို့မှာရှိတဲ့ NGO အုပ်စုပေးတဲ့ငွေကြေးထောက်ပံ့တွေရှိတယ်။ပြီးကျွန်တော်လက်နက်ကိုင်အဖွဲ့တွေပေးတဲ့ငွေကြေးတွေရှိတယ်။ပြီးတော့ကျွန်တော်ထိုင်းမြန်မာနယ်စပ်မှာဒုက္ခသည်စခန်းရှိတယ်။အဲ့တော့သူတို့ကအများနဲ့ဒုက္ခသည်ပဲ။ပေးစာကန်းစာထိုင်စားနေတာ။ခမားဗျာဟိုခမားဗျာကျွန်တော်တို့ဟိုကလေးဆိုဆိုရင်တော့မှ9နှစ်လောက်ဆို3နှစ်ကနေ9နှစ်တွဲဆိုလမ်းလျှောက်တက်နေပြီ။အဲ့ဒီဒုက္ခသည်တွေအကုန်လုံးအမေရိကန်ရဲ့ပေးစာကန်းစာမျောပြီးစားနေတာ။ဒုက္ခတယ်ဒုက္ခတယ် ဘာအလုံးမှလည်းမလို့ဒုက္ခတွေဆိုတိုင်းမမှာနေစားမှာပြအဲ့မှာကန့်အင်းတွေပေါ့ဗျာရွာကြီးလိုပုံစံကြီးအဲ့မှာကျွန်တော်တို့ဒီဒီ USA အိုင်းတွေနေတောက်လျှောက်တို့ပတ်စံတွေပံ့ပိုးတယ်ရိတ်ခါတွေပံ့ပိုးတယ်ကျမ်းမာရေးဆေးဝါးစသဖြင့်ပံ့ပိုးတာပေါ့ဗျာပံ့ပိုးတော့အဲ့ဒီငွေနဲ့တို့အလုပ်ဖြစ်နေတာအဲ့မှာရှိတဲ့လူတွေကလည်းအလုံးလုံးတဲ့သူတွေမဟုတ်ဘူးတိုင်းမှာရှိတဲ့မြန်မာရွှေပြောင်းလို့သမားတွေအားမှာခင်ဗျာတိုင်းမှာရှိတဲ့အလုပ်ကိုရောင်းအောင်လုပ်ပြီးတော့တို့ရက်တီးပြီးတော့ပတ်စံရှာပြီးစားကြသေးတယ်အဲ့ဒီဒုက္ခတွေဆိုတဲ့အမိခံကခင်ဗျာတို့ဥဝဲတို့ဥဝဲကနေအသက်9နှစ်အရွယ်အရွယ်လောက်ပတ်လည်ကတို့ဒီတိုင်းကိုရောက်တဲ့ဒုက္ခတွေမြင်နေတို့အဖေတွေမိနေပါလာတယ် တို့ဖေးတယ်မိလည်းဖေးသွားပြီအော်သူတို့လည်းလက်ရှိတယ်မြဲလိန်ဦးသားမွေးလည်းလုံနေပြီအဲ့ဒါတော့မှခင်ဗျာဒုက္ခတယ်ဒုက္ခတယ်ပဲအမိခံတယ်အဲ့တော့အမေရိကန်ဒေါ်နယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီငွေကြီးအကုန်ရပ်လိုက်ကောရပ်လိုက်တော့အဲ့မှာတောင်းတင်ရောပြီးခဲ့ရက်ကကျွန်တော်တို့ဒီတာချီလေး new agency ပေါ့အဲ့အဲ့ဒီ agency လည်းပြတ်သွားပြီစစ်သွေးရောက်အုပ်စုတွေဒေါ်နယ်ထရန့်ကိုဘယ်သူတွေမုန်းကြလဲဆိုရင်ဒေါ်နယ်ထရန့်ကိုမုန်းတာကခင်ဗျာဟိုတူးတူးအမေရိကန်မှာနိုင်ငံမှာရှိနေတဲ့အုပ်စုတွေမဟုတ်ဘူးဒေါ်နယ်ထရန့်ကိုမုန်းတဲ့အတိုင်းမှာ VOA လည်းပါတယ် VOA သတင်းတောက်တွေပေါ့စသဖြင့်အဲ့ဒီက crew တွေအကုန်ပါတာပေါ့ ီးသွားရင်ကျွန်တော်တို့ IFA အုပ်စုတွေပါမယ်ပြီးသွားရင်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခနဲ့အမိခံတောင်းကျမ်းသူတွေပါမယ်ပြီးရင်ကျွန်တော်တို့နိုင်ငံသမားအမိခံတောင်းကျမ်းသူတွေပါမယ်ပြီးရင်ကျွန်တော်တို့ဒီလက်နက်ကိုင်စစ်သည်ရလက်နက်အုပ်စုတွေပါမယ်အဲ့ဒီအုပ်စုကဒေါ်နယ်ထရန့်ကိုအရန်မုန်းတယ်မုန်းရတဲ့အကြောင်းရင်းကသူတို့ရဲ့ရခိုင်ကကျွန်တော်တို့တမရအဆက်ဆက်ကထောက်ပံ့တဲ့ငွေကြေးတွေကိုဒေါ်နယ်ထရန့်ကရပ်တန့်လိုက်လို့အဲ့တော့ကျွန်တော်တို့ကတော့တမရဒေါ်နယ်ထရန့်ကိုသဘောကျတယ်ဗျဘာမှအလုံးမဖြစ်တဲ့ပတ်စံနဲ့ဘာလို့တုံးနေမှာလဲဗျသူ့နိုင်ငံတော်လည်းအလုံးမဖြစ်ဘူး သူ့နိုင်ငံသူနိုင်ငံသားတွေစီးပွားမဖြစ်ဘူးအလကားကမြတင်ကျွေးထားတာကဲကမတင်ကျွေးထားတာဗျာနိုင်ငံပတ်စံတော်ကမြကကုံတာနဲမနေတာမနေဘူးလေအဲ့တော့အဲ့တော့ကမြ IFA လည်းခွက်ပြောက်သွားပြီအဲ့ဒီအဲ့ USCID အောက်မှာ IFA တို့ DVO တို့ပါတာပေါ့ဗျာပါတဲ့ခါကျတော့သူတို့ပါကျွန်တော်တို့ငွေကြီးဖြတ်ထုတ်လိုက်တော့သူတို့ပါရက်သွားပြီ view ရတော့ပြီးခဲ့ကာလမှာသူတို့ရန်နာရောမယ်ဆိုတရားဝင်ထုတ်ပြန်တယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့မနေ့က IFA လည်းထုတ်ပြန်တယ်အဲ့တော့ IFA အနေနဲ့ဟိုအလုံးမရှိရင်ဒီဟိုပြန်ကြိုင်းဝင်ကြီးထားလိုက်ပြီးအလုံးလာလျှောက်သွားလာ လက်ရှိဒီနာဆက်ကအောက်ကပြည်ချိုင်းဝင်ကြီးဌာနရှိရယ်လေအဲ့မှာခင်ဗျားတို့အလုတ်လာလျှောက်ကြပါလားအလုတ်လာလျှောက်ကြပါခင်ဗျားတို့အမအမအလုတ်တွေခေါ်နေလူတွေခေါ်နေတယ်ဘာဖြစ်လို့ဆိုတော့လက်ရှိအမကျွန်တော်တို့ဒီ IFA IFA အုပ်စုတွေထိုင်းမှာရှိ IFA အုပ်စုတွေလက်ရှိကျွန်တော်တို့အလုတ်လက်မဲ့တွေဖြစ်နေကြပြီအလုတ်မရှိတော့ဘူးအဲသူတို့သူတို့တော်လိုင်းရောင်ရောင်ဘားရောင်ရောင်တောင်းရောင်ရောင်မြောက်ရောင်ရောင်ပေါ့ဗျာရောင်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 ဟိုရောင်ရောင်ဒီရောင်ရောင်လေးအလုတ်မရှိအကင်မရှိဖြစ်နေတယ် အလုံးမရှိအကင်မရှိဖြစ်တော့သူကဘာတွေထက်လုပ်လာလဲဆိုတော့ဒီအလုံးသမားကြီးဆောင်ရဲသူပေါ့ဗျအလုံးသမားကြီးဆောင်ရဲသူဆိုပြီးတော့အဲ့ဒီလူတွေနဲ့တပည့်ခံနဲ့တပည့်ခံပြီးရှောက်လိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာကြီးဆက်ယုံနေဆက်ယုံနေရနေပြီးတော့ဒါ NUG ကလာစီဆက်ကြီးောက်တယ်အဲ့ဒီမှာသူတို့တာဝန်ခံတွေအနေနဲ့သူလုံနေကြတယ်ဘဝကတော့ပြတ်သွားပြီခွေးဖြစ်သွားပြီပေါ့ဗျာခွေးဖြစ်သွားပြီဒေါ်လာစားတွေခွေးဖြစ်သွားပြီဘာကြောင့်ခွေးဖြစ်ရလဲဆိုရင်တိုင်းမျိုးကိုဖျက်ဆီးတဲ့သူတွေတိုင်းမျိုးကိုခေဆက်ဆက်ဗျာအာကျွန်တော်ခေကိုကိုခေမောင်ဆိုးပါ အဲကျွန်တော်ဟိုဟာပါကျွန်တော်ဝါရှင်တန်ဒီစီကလွတ်ပါလေအဲမေအဲ့တန်နဲ့ကျွန်တော်နားတော်ဆံမရှိတော့ခွက်ပြောက်သွားပြီတေချာတာကတော့ကျွန်တော်တို့ဒီတမရဒေါ်နယ်ထရန့်လက်ထက်မှာသူ့ရဲ့တပ်သားတွေမှာဒီတန်နဲ့လုံးဝစိတ်သုံးသွားပြီပြီးသွားပြီအဲ့တော့လက်ရှိဒီမြန်မာနိုင်ငံအခင်းချင်းကိုအခင်းချင်းဒီလိုအခင်းချင်းဖြစ်လာအောင်နောက်ကနေပြီးတော့မီရှိုးပြတာအဲ့ဒီမီဒီယာလည်းပါတယ်အဲ့ဒီမီဒီယာတတ်လို့သိတဲ့လူတွေမနေဘူးရကျွန်တော်တို့ကဒီပြည်တွင်းမှာရှိတဲ့မီဒီယာတွေကတတ်ပါလို့တလုံးမှမပြောဘူးပြည်သူချင်းချင်းညီညွတ်ဖို့စိတ်ဝမ်းကွဲမှုတွေမဖြစ်ဖို့ကျွန်တော်ဒီလိုပဲပြောတာဟိုကတော့မဟုတ်ဘုံတို့တတ် တငါရီတက်ဆရာဆမတွေဖန်တက်နိုင်ငံဝင်တွေတက်သူကဒလန်မျိုးစုံပေါ့ဗျာမျိုးစုံပေါ့ဘာပဲဖြစ်ကြောတူရောအချိုးပေးကြတာပဲဗျာမသိရင်ဝက်လေတော့အဲ့လားမသိရင်ဝက်လေကြတာလာလိုက်မယ်လာလိုက်မယ်ကျွန်တော်အဲ့မှာ timing မှာနေစမ်းမှာရှိတဲ့ဟိုစစ်တုကြအုပ်စုမီဒီယာတွေရှိသေးတယ်လာလိုက်မယ်ခွက်ပြောက်လိုက်မယ်ခွက်ပြောက်လိုက်မယ်အခုတော့ကျွန်တော်တော်တော်လေးတော့ခွက်ပြောက်နေပြီနည်းနည်းလေးပေါ့ဒီအသက်ရှူပေါက်လောက်ပဲကျန်တော့တယ်ခွက်ပြောက်နေပြီလာလိုက်မယ်လာလိုက်မယ်ကျွန်တော်တိုင်းပြည်ကိုတစ္ဆာပေါက်တဲ့သူတွေရဲ့လမ်းတော့ကျွန်တော်အနည်းနဲ့မြန်တော့ဒီလမ်းကိုပဲသွားကြတာပါပဲလာလိုက်မယ်ခင်ဗျာတာလုံဆောင်တတ်တော့ပါတော့ ီကောင်လေးကြောက်ကပြသေသွားတဲ့မိသားစုမနေဘူးပဲဒီကောင်ကြောက်ဘဝပြတ်သွားတဲ့သူမနေဘူးပဲလူငယ်လူရယ်တွေမနေဘူးပဲလာလိုက်မယ်ဝတ်လဲလိုက်မယ်နောက်ဆုံးအဲ့ဒီမီဒီယာကမြနောက်ဆုံးကမြသွေးအံပြီးသေးတာပဲဖြစ်လာလိမ့်မယ်သွေးအံပြီးသေးဆိုအလကားကျွန်တော်အခြားပြောတာမဟုတ်ပါဘူးအဲ့ကောင်လေးကမြညနေပါဆိုကမြအရက်ကောင်းကောင်းနဲ့ကဲ့နေတာနေတိုင်းနေတိုင်းသူအရက်တောက်ပြီးတော့စိတ်ကူးပေါက်တဲ့တဲ့တွေအာဟိုနေမှာစစ်ကောင်းစီပညာဦးသေးဒီဒီနှစ်ယောက်သေးဆိုရှောက်ရှောက်ရေးနေတာတောင်းရင်းမြောက်ရေပေါ့ဗျာခင်ဗျအထားပါဆိုတိုက်ပွဲတစ်ခုဖြစ်တယ်ခင်ဗျဒီမှာကဲဘသူကအလောင်းတော့ဆက်ပါ တက်ကဘယ်နှယောက်ကြာလဲဟိုကဘယ်နှယောက်ကြာဘယ်သူကအလောင်းတော့ဆက်ပါလားခင်ဗျားတို့သိချာစဉ်းစားကြည့်ခင်ဗျားတို့တိုက်ပွဲတွေဝုံဝုံဝုံလက်နဲ့ကြာဟိုကကြာဒီကကြာနဲ့ခင်ဗျားဘယ်သူကသက်ဆင်ပါအယောက်20ကြာလဲအယောက်30ကြာဘယ်သူကတော့ဆက်ပါလဲဘယ်သူကတော့ဆက်ပါလဲအဲ့တော့တေချာတာကတော့ခင်ဗျားဒီလက်နက်ကင်အဖွဲ့တွေအားလုံးကပြည်ပနိုင်ငံတနိုင်ငံရဲ့အထောက်ပံ့မပိုင်သူရက်ဒီလို့မရဘူးဒါတော့သဘောပဲဒါတော့ကျွန်တော်တို့ဒါဒါကျွန်တော်တို့သူ့ရဲ့ဒီလက်ပတ်တဲ့လမ်းစပဲလက်နက်ကင်အဖွဲ့တွေအားလုံးကသူ့ရဲ့နောက်ွယ်ကနိုင်ငံတစ်ခုရဲ့ပံ့ပိုးမှုမရှိရင်သူတို့လုံးဝရက်ဒီလို့မရဘူး တို့ပံ့ပိုးမှုရှိနေတဲ့အချိန်ဆိုတော့တို့အသက်ရှင်နေကြမှာပေါ့အဲ့တော့ပံ့ပိုးမှုကတဖြည်းဖြည်းရော့လာပြီဆိုရင်တို့ရဲ့အရှင်ရလည်းတဖြည်းဖြည်းကျသွားမှာဖြစ်ပါတယ်ဒုတိယသင်္ဘောဆက်ပြီးတင်ပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဒီလက်ရှိဒီအပိုင်းမှာအမနဂရတော်ကနောက်ဝင်နေဆိုပြီးတော့ဗျာကြက်ကြက်အရှင်ကြီးတို့ကောင်ဖမ်းလာယူလာယူလာပြီးတော့အရှင်ကြီးကိုစားတာခင်ဗျားတို့လည်းမြင်မှုပဲထဲပါတယ်နောက်ဝင်အဲ့လိုဝင်လာတာကျွန်တော်မေးကြည့်တာနောက်ကအဲ့လိုဝင်လာတာကျွန်မအိမ်မှာရှိနေတဲ့ပတ်သက်တဲ့ကျွန်မစာအုပ်ဒီဒီစာအုပ်တွေရှိထုတ်ထားတဲ့ဒီပညာရှင်ရေးထားတဲ့စာအုပ်တွေရှိတယ်။နှက်က နတ်ဝင်အဲ့လိုအကြက်သားတွေဒီလိုအစိမ်းစားခါမစားဘူးကြည့်လိုက်ခင်ဗျအဲ့ဒီနတ်နဲ့ဒီနတ်မြန်မာနိုင်ငံမှာရှိတဲ့ဒီနတ်တွေနတ်ကဘယ်နှပါးရှိတယ်ဘယ်နတ်ကဘယ်ရဘယ်ရအစသဖြင့်ဒီနတ်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာရေးသားထားတဲ့စာအုပ်တွေရှိတယ်အဲ့ဒီတဲမှာဒီနတ်ကဝင်နေဆိုရင်ဒီအသားစင်းငါးစင်းကျွေးရတယ်လို့မပေါဘူးမပေါဘူးမပေါဘူးကျွန်တော်မတွေ့ဘူးတချို့တော့ရတယ်လူလုတာသူတို့လက်လာပါပုံမျိုးလေလူလုတာပလောက်ဆိုးွားလဲဗျာခင်ဗျအဲ့ဒီမြင်ကွင်းတွေကခင်ဗျလူတွေရဲ့စိတ်ကိုခင်ဗျကြည်နူးစိတ်မဖြစ်စေဘူးအဲ့ကျွန်တော်တို့အဲ့ဒါကြီးအံ့အောင်အံ့ကျင်တယ် ဒီချက်ကြီးကိုဗျာခင်ဗျားတို့လည်းကြည့်ကြည့်ပါလိမ့်မယ်ဒီချက်ကြီးကိုဗျာချက်ချက်ကြီးကိုကင်တယ်ကင်ပြီးတော့ခေါင်းနဲ့ဆွဲပြီးစားတာပြီးရင်ချက်ကြီးကိုဆွဲဖြဲရင်ဝါကိုဆွဲဖြဲရောဆွဲဖြဲပြီးတော့ဦးရီစားတဲ့ကလီစာကြီးစားဘယ်လောက်တိဆိုလဲအဲ့ဒါနောက်ဝင်လာတာကျွန်တော်မေးကြနောက်ဝင်အဲ့လိုဝင်လာတာကျွန်တော်ရည်စရာတစ်ခုနေနဲ့ကျွန်တော်ပြောပြအောင်မကျွန်တော်တို့အရင်ကကျွန်တော်တို့ဖေးတွေမေးရဟိုအလုပ်တယ်နက်ဒီဘိုက်တင်ကြတယ်ဗျာနက်ဒီဘိုက်တင်ဟုတ်နေဒီဘိုက်တင်နေဆိုတော့ကျွန်တော်တို့ခင်တော့နောက်ဝင်နေပေါ့ဗျာနောက်ဝင်နေဆိုပြီးတော့အလာနဲ့ကျွန်တော်တို့ကလည်းတိရွတ်ရွတ်တယ်လို့ဆိုတော့ဗျာအချက်တွေတိုက်တာ ီလိုပြောနတ်ဝင်မဝင်တော့မသိဘူးအဲ့ဒီနတ်နတ်အဲ့ဒီအဲ့ဒီဟိုပါပေါ့အဲ့နတ်နတ်ကတော်တော့ထမ်းမျိုးထမ်းမျိုးထောက်ရတယ်ထမ်းမှာထောက်ရတယ်အဲ့တော့တချို့အရာတွေကခင်ဗျဘလို့မှခင်ဗျယုတ်တိပေတာမကြောက်ဘလို့မှမဖြစ်နိုင်ခင်ဗျမရှိဖို့ရှိလိမ့်မယ်သို့တော်လည်းပဲဒီလိုမျိုးခင်ဗျကြက်ကိုအစိမ်းစားတာတော့မဖြစ်နိုင်ဘူးကျွန်တော်တို့ဖတ်ဘူးတဲ့စာအုပ်တော့မှမရှိဘူးဒါတွေကကျွန်တော်တို့အမြင်လည်းမတင်တယ်ဘူးဒါတွေကခင်ဗျဟိုအကောင့်ဘက်ကိုလည်းမရှိနိုင်ဘူး ခင်ဗျအသားစိမ်း၅စိမ်းစားတာဗျာအသားစိမ်း၅စိမ်းစားတာခင်ဗျလူကောင်းတွေကဘယ်လူကောင်းမှအသားစိမ်း၅စိမ်းမစားဘူးခင်ဗျားတို့ကြိုးလို့ကြည့်လိုက်အသားခုခင်ဗျားတို့ဒီကြက်တွေဝဲလာတယ်နော်ခင်ဗျားတို့ကြက်တွေဝဲလာဆိုကြက်ကိုတေးချာဆေးကြောပြီးချက်တေးချာဆေးကြောဟင်ကဝဲချာနေတဲ့စီမွေးတွေပါတတ်အစစ်စစ်ကြက်ပြီဆိုပါစားကြတာကြက်ပြီဆိုမှစားကြတာအဲ့တော့ဒီလိုမျိုးအသားစိမ်း၅စိမ်းကိုစားရဲဆိုတာခင်ဗျာလူကောင်းလားလူဆိုးလားဆိုတာခင်ဗျားတို့သိလိမ့်မယ်ဘလောက်ဆိုးွားလဲဗျာနောက်ဝင်အဲ့ဒီလိုဝင်တာလောက်ကျွန်တော်မေးချင်တာကဲဘလောက်ဆိုးွားလဲပတ်ဝန်းကျင်မှာလည်းကျွန်တော်အမြင်မတက်တဲ့ဘူး အဲ့လိုလူမျိုးတွေနောက်ဝင်ဝင်ခေါ်ပြီးတော့နောက်တော့ကောင်ထက်စားခိုင်းလဲဘယ်နှကောင်စားမလဲကျွန်တော်ဆိုရင်တော့ခင်ဗျာထိုင်ပြီးတော့ဘယ်နှကောင်စားမလဲစားခိုင်းပါဘလောက်မှရိုင်းထားလဲဗျာခင်ဗျာဘလို့မှအမြင်မတင်တယ်ဘူးတေချာတော့အဲ့မှာနတ်နဲ့ပတ်သက်တဲ့ခင်ဗျာစာအုပ်တွေရှိတယ်အဲ့ဒီစာအုပ်တွေမရေးထားဘူးအဲ့ဒီလိုနတ်တရားဝင်အဲ့လိုစားရတယ်လို့မပါဘူးမပါဘူးကျွန်တော်တို့လည်းနတ်နဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေတွေရှိပါတယ်ရှိပါအောင်ကျွန်တော်တို့တကယ်ဟောပါပေါ့ဒီ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 နတ်ပွဲအကြီးတွေကလည်းမိတ်ဆွေတွေရှိပါတယ်ရှိပါတယ်အဲ့လိုမြင်ဝင်တစ်ခါမမြင်ဘူးကျွန်တော်ငယ်တော့နတ်ပွဲကိုရှောက်ရှောက်လိုက်တာ ရှောက်ရောက်လိုက်တာမရှိပါဘူးအဲ့လိုမရှိပါဘူးမဟုတ်ပါဘူးတချို့ကကျွန်တော်ဒီကျွန်တော်တို့ဒီဘာပဲဖြစ်ဖြစ်သူသက်ဆိုင်ရာအဖွဲ့လည်းဝင်ပြီးထိန်းသိမ်းမှုလို့လေဗျအမြင်မတင်တဲ့ဟိုဒီနေရာမှာကျွန်တော်တို့ကလေးသူငယ်တွေကြီးလိုက်ပြီးသူကလေးတွေရဲ့စိတ်ထဲမှာဘယ်လိုမျိုးတွေခံယူသွားမလဲပြီးလူငယ်လူငယ်တွေကြီးလိုက်မယ်ဆိုရင်ဘယ်လိုမျိုးတွေခံယူသွားမလဲဒါတွေကကျွန်တော်အမြင်တင်တဲ့ကိစ္စမဟုတ်ဘူးခင်ဗျနောက်ဆုံးပြခင်ဗျဒီရုပ်ရှင်ဗီဒီယိုကားထဲမှာတော့ဆက်လိုက်တော့ခင်ဗျစန်စာဖြတ်တယ်ဗျစန်စာဖြတ်တယ်အရက်ခွက်ကင်ပြီးဆိုရင်လည်းစန်စာဖြတ်တယ်ဗျအဲ့လိုပဲကျွန်တော်တို့ဒီရင်ဟိုက်တာတို့ဒီကားပေါ်တာဆိုစန်စာဖြတ်တယ်ရုပ်ရှင်တွေမှာ ဒါကြောင့်ကျွန်တော်ဒီရာဒီအဲ့ဒီအရာကိုကျွန်တော်ပြင်းပြတဲ့အရေးယူတင်တယ်ဗျအဲ့တော့အဲ့ဒီပြဿနာပတ်သက်ပြီးတော့ကျွန်တော်ဒီကနေ့မှထပ်တွေ့ရတာကဒီဒီမြန်မာနိုင်ငံဒေဝပညာရှင်များစီကန်းထိန်းသိမ်းရေးကော်မတီဘိုးကသူတို့ထုတ်ပြန်လာတယ်ထုတ်ပြန်လာတယ်ဒါတော့ကျွန်တော် net ရဲ့သူတို့ရဲ့ဒီကော်မတီဘိုးဗျာစီကန်းထိန်းသိမ်းကော်မတီဘိုးသဘောအားလုံးနားလည်အောင်ပြောရမှာဆိုတော့အဲ့တော့ဒီအဲ့ဒီဖြစ်စဉ်ဖြစ်တဲ့နေရာကတရားဝန်ဒေသကြီးဖြာပုံမျိုးနဲ့အမှတ်3ရပ်ကွက်အမှတ်3ရပ်ကွက်မှာနက်ကနက်ကအဲ့တော့အဲ့ဒီနက် ရိုးရရိုးရနကနာဘွဲပေါ့ဗျာပြီကံတော်တခင်မပူဇော်ကားပြတယ်ဗျာအဲ့တော့ပြီကံတော်တခင်မအဲ့လိုကြက်စားလားမစက်ကိုအရှင်စားလားမစားလို့မသိဘူးကျွန်တော်တို့ဘက်မှာကျွန်တော်ဘက်မှာလည်းဒီဒီရိုးရနဲ့တွေရှိတယ်ရိုးရနဲ့တွေရှိတယ်ကျွန်တော်တို့အဖေဘက်လည်းရိုးရနဲ့ရှိတယ်အမေဘက်လည်းရိုးရနဲ့ရှိတယ်ဒါကြောင့်ကျွန်တော်တို့ဘက်မှာရှိတာနတ်ဆက်တော့မယ်ဆိုရင်ကျွန်တော်တို့ကအမတန်တန်ရှင်းရှင်းဒေဦးကိုခင်ဗျအိုးအသက်အိုးအသက်စီတော်မှစီတတ်စသဖြင့်ပေါ့ဗျာကျွန်တော်တို့ဘက်မှာအဲ့လိုဆက်ကြတာတည်တည်ချာချာကိုကြက်ကြက်နနလုပ်ပြီးမှနတ်ပူစော်ကြတာ နိုင်နိုင်တဲ့ပတ်တိုင်တော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးမကဲပါဘူးဗုဒ္ဓဘာသာဝင်တိုင်းအားလုံးမကဲပါဘူးကျွန်တော်ဒီနေရာမှာယုံကြည်တဲ့သူတွေကျွန်တော်ဆော်ကားတာမဟုတ်ပါဘူးဒီလိုမျိုးဟာတော့ကျွန်တော်လက်မခံသင့်တဲ့အကြောင်းပြောတာပါအဲ့တော့ကျွန်တော်တို့အဖေတွေကျွန်တော်တို့အဖိုးဘွားတွေနှက်တွေတင်ကြတယ်ပြီးရင်ကျွန်တော်တို့ဒီလေရေးရိတ်တော့မစလဲနှက်တင်နေပါဗျာကျွန်တော်တို့ဒေတာကျွန်တော်တို့အဖိုးဘွားတွေအဲ့လိုအဲ့လိုချက်ကြီးတကောင်လုံးခင်ဗျာအဲ့လိုရင်ဝခွဲပြီးတော့လဲမဆက်ဘူးအဲ့ဒီချက်ကိုကြော်ဖို့အတွက်ကျွန်တော်အိုးအိုးဒေချာတန့်နေတချို့အိုးအိုးတွေဝင်နိုင်တဲ့သူအိုးအိုးတွေလဲကြော်တယ်ကြော်ပြီးမှတိတိချာချာပူကြော်ပတာလားပြီးွားမှကျွန်တော်တို့စုမိစားကြတော့ကြတာ ဲ့ဒီလိုကျွန်တော်ဘောကမှာတကားမမြင်ဘူးအဲ့လိုပဲကျွန်တော်လူဘဝဝင်ချင်းမှာဒီလိုမျိုးဒီအသားသိန်း၅သိန်းဒီလိုကြက်ကြက်ကြီးကိုအရှင်လက်လက်ခေါင်းဆွဲဖြတ်ပြီးတော့စားတာခားမတွေ့ဘူးအဲ့တော့ဒါကြီးကိုတော့ကျွန်တော်တို့စစ်စစ်ပါအေးအေးယူပါပြင်းပြထန်ထန်ဆောင်းပေးတင်ပါလေလုံးဝအမြင်လည်းမတင်တယ်ပါဘူးအဲ့တော့ဒါတွေကလည်းလူကောင်းတွေလုပ်တဲ့အလုပ်မဟုတ်ဘူးခမားကလူကောင်းဆိုရင်ခမားအသားသိန်း၅သိန်းမစားဘူးခင်ဗျားလူကောင်းမဟုတ်ဘူးဆိုရင်တော့ခင်ဗျားကအသားစင်း၅စင်းစားလိုက်မယ် အဲ့ဒီလူကခင်ဗျာဖန်တီးထားတဲ့လူလူကောင်းမှုတဲ့လူပဲလူကောင်းမှုတဲ့လူပဲတော်တော်ဆိုးတယ်ပေါ့ဗျာအဲ့အဲ့ဒီလူရဲ့နာမည်ကကျွန်တော်တို့ဒီမှတ်တမ်းနေမှာဆိုရင်တော့သူကမှတ်တမ်းနေမှာတော့သူ့ရဲ့နာမည်တော့သူရေးသားထားတယ်ဗျာသူ့ရဲ့နှက်ကတော့နာမည်ဘယ်သူဘယ်သူပေါ့ဘယ်သူဘယ်သူရေးသားထားတယ်ပေါ့အဲ့အဲ့ဒီမှာကျွန်တော်တို့ဆက်ပြီးတော့ဒီမြန်မာနိုင်ငံဒေဝပညာရှင်များ စီကံထင်းထင်းစီကံထင်းထင်းကော်မတီဘိုးကသူတို့ထုတ်ပြန်တာတွေ့ရတယ်။အဲ့တော့အဲ့ဒီလိုထုတ်ပြန်ချက်ကိုလည်းကျွန်တော်တို့ကြိုးစားပါတယ်ကြိုးစားပါတယ်။ချက်ရှင်အစိမ့်လိုက်စားပြတဲ့ဒီရုပ်တံဗီဒီယိုကိုလူမှုကေမာတို့တွေ့တယ်ပေါ့ဗျာတွေ့တယ်ဒီပေါ်မှာ online မှာဒါအများပြည်သူဝေဖန်မှုဝေဖန်မှုတွေလည်းရှိပါတယ်။ချက်တည်းအဖြာဖြာနဲ့ပြည့်စုံသောအဒီဝရာနတ်မင်းအပေါင်းတို့ရဲ့ရှေ့မှာဒီလိုမျိုးကြက်အရှင်ဟာအစိမ့်လိုက်စားပြပူဇော်ခြင်းဒီအမတ်တမဆတ်ဆုပ်ရုံစားပွဲအတိဖြစ်ပြီးတော့ဒီနတ်မင်းအပေါင်းအားပူဇော်ပါတာယူတည်ကြတဲ့ခொနဲ့သားသမီးများကိုလည်းခொနဲ့သားသမီးများလည်း အထင်မြင်လွဲမှားစေတယ်ပေါ့ဗျာဒါကဒီလိုမျိုးကိစ္စကကျွန်တော်ဆက်စုပ်ရုံရှားဖွယ်ကိစ္စဖြစ်ပါတယ်ဒါမှန်တယ်ဒါသဘောတူတယ်ဒါချမှာပြီးတော့ကျွန်တော်တို့အဲ့အဲ့လိုမြင်ကွင်းတွေကြောင့်အဲ့လိုအချက်လက်တွေကြောင့်မြန်မာနိုင်ငံဒီဝါပညာရှိမှစီကံထိန်းသိမ်းကော်မတီဘိုကနေပြင်ထန်စွာကန့်ကွက်ဆောင်ကြပါတယ်အဆိုပါနဂရောအောင်ကိုမင်းကိုကော်မတီလုံလုံလုံနေရဆက်လက်အရေးယူဆောင်ရွက်ရပြင်ဆင်နေပါတယ်အဲ့တော့ဆိုတာကဒီဒီဒီကတယ်ဒီချက်ကိုအစိမ်းစားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီတယောက်ကိုနဂရောအောင်ကိုမင်းကို ဥပဒေအရတို့ဆောင်ရမှာပဲအဲ့တော့တနည်းအားဖြင့်ကျွန်တော်အရေးယူဆောင်မှုတွေလုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်ဒါကကျွန်တော်တို့ကြိုးစားပါတယ်ဒါကြောင့်ခင်ဗျားတို့ခင်ဗျားတို့ပူဇော်တဲ့သူတွေကခင်ဗျားတို့ပူဇော်တဲ့သူတွေကလူကောင်းလားလူဆိုးလားတေချာစဉ်းစားပါပတ်စံအကုန်မခံပါနဲ့ပတ်စံအကုန်မခံပါနဲ့အဲ့တော့ခင်ဗျားတို့စဉ်းစားပါလူကောင်းတွေကဘယ်တော့မှအသားစင်ငါးစင်မစားဘူးနှက်ကောင်းနဲ့မြက်တွေလည်းဘယ်တော့မှအသားစင်ငါးစင်မစားဘူးဗျမစားဘူးတချို့ကိစ္စတွေဖန်ထိထားတာလောက်ယူထားတာလောက်ယူထားတာဒါတွေကိုကျွန်တော်စဉ်းစားနိုင်မှုလို့ပါတယ် နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါရုရှားနိုင်ငံကြီးစင်မှာတရုတ်တမရရှီကျင်းဖင်နဲ့နိုင်ငံစင်မှာအုပ်ချုပ်ရေးကောင်စီတို့တွေ့ခဲ့တဲ့အချိန်တွေပါအဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ဒီမှာဒါတွေ့ဆုံနိုင်မှုရှိတယ်ဆိုပြီးတော့ကျွန်တော်သတင်းဖော်ပြခဲ့ပါတယ်ဒါကကျွန်တော်နိုင်ငံတို့ကဝန်သားစရာလည်းတစ်ခုဖြစ်တယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီတရုတ်မြန်မာတရုတ်မြန်မာနှစ်နိုင်ငံရဲ့နှစ်နိုင်ငံပူးပေါင်းဆောင်နေတဲ့စီမံကိန်းကိစ္စတွေအဲ့ဒါအရှိန်အဟုန်နဲ့ကျွန်တော်တို့ဆက်ပြီးသွားမယ် ပြီးတော့ကျွန်တော်တို့ဒီချမ်းပြည်နယ်မြောက်ပိုင်းအခြေအနေတွေပြီးရင်မြန်မာနိုင်ငံမှာရှိနေတဲ့ပြည်ပကအခြေအနေနဲ့ပတ်သက်ရင်ဒါတရုတ်တမရရှိခြင်းမင်ကဒီအပေါ်မှာသူနက်နက်ရှိုင်းရှိုင်းဒါကင်တွယ်မယ်လို့ကျွန်တော်နားလေရတယ်အဲ့တော့ရှင်းပါလေလက်နက်ကင်အဖွဲ့တွေအဖွဲ့တွေအားလုံးမှာအားလုံးကသူတို့ရဲ့ကြောတော့နောက်ခံပြုတ်ထားတဲ့နိုင်ငံတစ်ခုရဲ့အထောက်ပံ့မပိုင်ရက်တည်လို့မရဘူးတတိယပြည့်ကျွန်တော်တို့ KIA ဆိုတာလေတရုတ်ရဲ့ရက်တည်ချက်မပိုင် KIA ရက်တည်လို့မရဘူးတရုတ်နိုင်ငံရဲ့ထောက်ပံ့မှုမပိုင်သို့မဟုတ်ကျွန်တော်ယူနန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ထောက်ပံ့မှုမပိုင်ရက်တည်လို့မရဘူး အဲ့လိုပဲကျွန်တော်တို့ USA တို့ဒီဘက်ကကျွန်တော်တို့ MMDA တို့ Myla တို့ TNL တို့ပြီးရင်ကျွန်တော် AA တို့ပဲစသဖြင့်လက်နက်ကိုင်အဖွဲ့တွေအားလုံးအားလုံးကသူတို့ရဲ့သူတို့ကိုလက်ခံတဲ့နိုင်ငံတခုသူတို့ကိုပံ့ပိုးတဲ့နိုင်ငံတခုမရှိရင်ဘလို့မှရက်တည်လို့မရဘူးတနည်းအားဖြင့်ကျွန်တော်တို့အိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေရှိတယ်အဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကအဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကိုအိန္ဒိယအစိုးရကထောက်ပံ့မှုမရှိခဲ့တဲ့ခါကျတော့ဒီအဲ့ဒီအဖွဲ့တွေကျွန်တော်မရှင်းသင်ခဲ့ဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒီအချိန်မှာတော့အခြေအနေတခုတော့ရှိနေတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ မနေ့ကမနေ့ကကျွန်တော်တို့ဒီရှီကျင်းပင်နဲ့ရှီကျင်းပင်နဲ့ကျွန်တော်တို့နိုင်ငံတော်ဝန်ကြီးချုပ်ကြီးရဲ့တွေ့ဆုံမှုအခြေအနေကိုကျွန်တော်တင်ပြပါမယ်။အဲ့ဒီမှာအဲ့ဒီမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံဘက်ကတော့ဒါနိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌအပါဝင်ဒါကျွန်တော်စစ်ပတ်ဆိုင်ရာအကြီးအကဲတွေအဲ့တစ်ဖက်မှာကျွန်တော်တို့ဒီအရပ်ဖက်ဝန်ကြီးတွေပေါ့ဗျာဝန်ကြီးတွေကျွန်တော်တက်ရောက်တာတွေ့ရတယ်တရုတ်ပြည်သူသမ္မတနိုင်ငံဘက်ကတော့ဒါတရုတ်ကွန်မြူနတီပါတီရဲ့ဘိုးကော်မတီစသဖြင့်ပေါ့ဗျာတနည်းအားဖြင့်တရုတ်ကွန်မြူနတီပါတီရဲ့ခေါင်းကြီးပိုင်းတွေပေါ့အဲ့တော့ခေါင်းဆောင်ပိုင်းတွေတက်ရောက်တယ် အဲ့ဒီဒီတရုတ်နဲ့တရုတ်ခေါင်းဆောင်နေတဲ့ဒီမြန်မာခေါင်းဆောင်တို့တွေ့ဆုံတဲ့နေရာမှာအဲတရုတ်ရဲ့ဒီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဒါမြန်မာနိုင်ငံရဲ့ခေါင်းဆောင်လို့ဒါနာဆာကဥက္ကဋ္ဌသုံးဆွဲတာတွေ့ရတယ်ပြီးတော့အဲသူတို့ရဲ့ဒီနှစ်ဖက်တွေ့ဆုံမှုပေါ့နှစ်ဖက်တွေ့ဆုံမှုရဲ့ဒီခုံနေအပြင်စင်မှာဆိုရင်လည်းပဲနှစ်ဖက်ခေါင်းဆောင်တွေကျတော့မျက်နှာချင်းတိုင်းတွေ့တယ်ဒါဘသူကထိတ်ကထိုင်နေဘသူကအောက်ကထိုင်နေအဲ့လိုမရှိဘူးနှစ်ဖက်အပြန်လန်နှစ်ဖက်ကျွန်တော်တို့ကဒီအပြိုင်ပေါ့အပြိုင်ဇဝင်းတို့ကိုအပြိုင်ထားတယ်ဟိုဘက်ဒီဘက်ကျွန်တော်တို့ဒီမျက်နှာချင်းတိုင်းတွေ့တယ်ပေါ့အဲ့ဒီဓာတ်ပုံမှာဆိုရင်တော့ကျွန်တော်တို့ဒီ ဒီနာဆာကဥက္ကရာနဲ့ရှီချင်းပင်တော့မျက်နှာချင်းဆိုင်တွေ့တယ်မျက်နှာချင်းဆိုင်ကျတော့ပြောကြဆိုကြတယ်ပေါ့ပြောကြဆိုကြတယ်အဲ့ဒီမှာအဲ့ဒီအတွေ့အဆုံမှာဆိုကျွန်တော်အချက်လက်အချို့အချက်လက်အချို့ကိုကျွန်တော်ကောင်းထုတ်ပြီးတင်ပြပေးပါတယ်တင်ပြပေးချင်ပါတယ်ပထမဆုံးတွေ့ဆုံမှာတော့ကျွန်တော်ဒီတရုတ်တမနာရှီချင်းပင်ပေါ့နောက်ရှီချင်းပင်ကဒီမြန်မာနိုင်ငံမှာတွေ့ဆုံရတဲ့ဒီဖြစ်ပေါ်ခဲ့တဲ့ဒီငလင်နဲ့ပတ်သက်ရင်ငလင်နဲ့ဒီပတ်သက်ငလင်အကြောင်းသူတို့ကြီးမားတဲ့ဆုံဆုံမှုတွေဖြစ်တယ်အဲ့တော့တရုတ်နိုင်ငံအနေနဲ့ကျွန်တော်တို့ဒါမြန်မာနိုင်ငံမြန်မာနိုင်ငံသူနိုင်ငံသားတွေသတားရရှိမယ်ဒီငလင်ပင်နဲ့ပတ်သက်ပြီးတော့သူတို့ပြန်လဲထူထောင်ရေးသူတို့ဒါဆောင်ရမယ် ပူပေါင်းပြီးဆောင်ရွက်ပေးမယ်။ဒါငလင်ကိစ္စပါတယ်။ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့ပတ်သက်ရင်တရုတ်နိုင်ငံအနေနဲ့အမြဲတမ်းအသိမပြုတယ်။ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံရဲ့အချုပ်ချာအာဏာပြီးရင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုသူအမြဲတမ်းထောက်ခံအားပေးလျက်ရှိတယ်။ပြီးတော့ကျွန်တော်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာတရုတ်နိုင်ငံကဆက်ပြီးတော့ပါဝင်မယ်ပေါ့။ဒါနံပါတ်1ကတော့ကျွန်တော်တို့နံပါတ်1ကတော့ငလင်ဝေးငလင်ကိစ္စမြန်မာနိုင်ငံမှာငလင်လုပ်တဲ့အတွက် အဲ့တို့စိတ်မကောင်းဖြစ်ရတယ်အဲ့တော့ဒီမြန်မာနိုင်ငံငယ်ငလင်ပေးပြန်လဲထူတော်ရင်းနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကဒါကျွန်တော်တို့ထဲထဲဝင်ပူပေါင်းဆောင်မယ်ထဲထဲဝင်ပံ့ပိုးမယ်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအချုပ်အခြာအာဏာနဲ့ပတ်သက်ရင်တရုတ်ကတရုတ်နိုင်ငံကဒီမြန်မာနိုင်ငံအချုပ်အခြာအာဏာကိုလေးစားတယ်တံပိုးထားတယ်လေးစားတယ်တံပိုးထားတယ်ပြီးရင်ကျွန်တော်တို့ဒါမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတို့ပါဝင်မယ်ပါဝင်မယ်အဲ့ဒီမှာကျွန်တော်ထပ်ပြီးတော့ဒီ တက်ချုပ်ကြီးကဒီချိန်နဲ့ပတ်သက်ပြီးတင်ပြတာကဒါငန်းလေးလုပ်ပြီးတော့ငန်းလေးလုပ်ပြီးတော့ဒီ session နိုင်အကြာမှာမြန်မာနိုင်ငံကိုတရုတ်ရဲ့အကူအညီကယ်ဆယ်ဖွဲ့တွေရောက်လာတယ်အဲ့အတွက်သူတို့ကျေးဇူးတင်တယ်ပေါ့ပြည်ကြီးမြန်မာနိုင်ငံပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ဒါရေလိုရေရှည်ဒါတရုတ်နိုင်ငံကအကူအညီပေးမှုပို့အကူအညီပေးရဒီလုပ်ငန်းစဉ်တွေပေါ်မှာသူတို့ဒါကျေးဇူးတင်တယ်ပေါ့ဗျာပြီးတော့ကျွန်တော်တို့တရုတ်နိုင်ငံအနေနဲ့ဒီလိုအပ်သည့်များကိုဆက်လက်ပံ့ပိုးပေးဖို့ပေါ့ဒါမြန်မာနိုင်ငံရဲ့ဒီငလင်ပေးငလင်ပေးနဲ့ပတ်သက်ပြီးတော့ပြန်လဲထူထောင်ရေးတွေမှာပြန်ပြီးတော့ကျွန်တော်တို့စဉ်းစားမပြတ်ပေါ့စဉ်းစားမပြတ် လိုအပ်တဲ့အရာကိုကျွန်တော်ဆက်ပြီးတော့ပံ့ပိုးပေးဖို့မြစ်တာရက်ခံတယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ဒီငလင်ပေးနဲ့ပတ်သက်ပြီးတော့ဒါပြန်ပြီးတော့ကျေးဇူးတင်စကားပေါ့နောက်တစ်ချက်တကူကကျွန်တော်တို့ဒီတန်ငင်းသမန်ငင်းကိစ္စပါအဲ့မှာကျွန်တော်တို့ဒီတက်ချုပ်ကြီးကနေပြီးတော့ဒီလက်ရှိဖြစ်ပေါ်နေတဲ့တန်ငင်းသမန်ငင်းနဲ့ပတ်သက်ရင်အတွေ့ပြောဆိုမှုကတရုတ်နိုင်ငံအနေနဲ့ဒီမြန်မာအရေးကိစ္စတွေမှာပေါက်ပတ်မြန်မာအရေးကိစ္စတွေမှာနဲ့ပတ်သက်ပြီးတော့ဒေတာတွေနဲ့နိုင်ငံတကာဆက်မြင်တာတွေပေါ်မှာမြန်မာနိုင်ငံဘက်ကနေပြီးတော့ရည်တည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံအနေဖြင့်လဲယခုနှစ်ကုန်ပိုင်းမှာပါတီစုံဒီမိုကရေစီပါတီစုံ ဒီမိုကရေစီအထွေရောက်ပေါ်အောင်မြင်စွာကျင်းပပြုလုပ်ပါမယ်တဲ့လက်ရှိလည်းကျွန်တော်ကြိုတင်ပြဆင်ထားတဲ့အခြေအနေကိုပြောပြရှင်းပြတယ်ပေါ့ဗျာပြီးရင်ကျွန်တော်တို့ဒီရောက်ပေါ်ကာလမှာနိုင်ငံတကာကလိလိုက်ဖွဲ့တွေဖိတ်ကြားနိုင်မှုလဲဆောင်းပေးဆောင်းနေတယ်ပေါ့ဗျာဆောင်းနေတယ်ပြီးတော့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံများနဲ့အတူအိတူပူမြအနာဂတ်ဝင်များတဲ့အတိုင်ဝမ်အတိုင်ဝမ်တခုကိုအတိုင်ဝမ်တခုကိုတိဆောက်သွားမယ်ပေါ့ဗျာအစသဖြင့်အစသဖြင့်ကျွန်တော်တို့ပါတယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ဒီဒီတရုတ်မြန်မာနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့တွေ့ဆုံမှုပါ အော်ဒီတက်လဲကျွန်တော်တို့အခြေအနေတခုပေါ့အခြေအနေပါပါတယ်ဒီကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲပဲရွေးကောက်ပွဲကိုလုပ်မယ်ရွေးကောက်ပွဲလုပ်မယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကလည်းမြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံကလည်းအားပေးထောက်ခံကူညီမယ်ကူညီမယ်ဒါတော့ကျွန်တော်တို့မနေ့ကတွေ့ခဲ့တဲ့အခြေအနေပေါ့အဲ့မှာနောက်တဲ့တခုကကျွန်တော်တို့ဒီမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံရဲ့ဒီထုတ်ပြန်ချက်မှလည်းတခုတွေ့ရပြအဲ့အခြေအနေကိုကျွန်တော်ထပ်ပြီးတင်ပြပါမယ်အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်တို့ဒီဒီတရုတ်သမ္မတရှီကျင်းပင်ကဒီဘန်ရော့ပေါ့ဘန်ရော့ကိုစပြီးတော့ကျွန်တော်တို့ အရေးသေးမြန်မာဆိုအတူတူတိဆောက်သွားမယ့်ကိစ္စတွေပါတယ်အဓိကတော့ကျွန်တော်တို့တရုတ်မြန်မာနှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေပါတယ်ပြီးတော့အမှနောက်ထပ်ဒီစိတ်ဝင်စားဖို့တကူကဒီတမရာကြီးရှိပြောတာကမြန်မာနိုင်ငံအနေဖြင့်ဒီမြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းများကြီးဘေးကင်းလုံခြုံမှုကိုအမှခံပေးဖို့ပြီးတော့ကျွန်တော်တို့ online လောကစားလေလံမှုစတဲ့ဒီနေဆက်ဖြတ်ကျော်ပြည်မှုကျူးလွန်သူများကိုတိုက်ဖြတ်တိုးမြင့်တိုက်ဖြတ်သွားဖို့မျှော်လင့်ပါတယ်တဲ့မျှော်လင့်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီတမရာကြီးရှိရဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ ဒါကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တိုင်ဝမ်နဲ့ထုတ်ပြန်ချက်ကိုကျွန်တော်ပြန်ပြီးတော့ကိုးကားတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒါနိုင်ငံဝန်ကြီးချုပ်ကြီးနဲ့တမရာကြီးရှိကိုတွေ့ဆုံမှုကမြန်မာနိုင်ငံအတွက်ကျွန်တော်တို့ဒါအရွေးတစ်ခုကိုကျွန်တော်မြင်မြန်ဆန်ဆန်ရွေးมาဖြစ်တယ်ခင်ဗျားတို့ကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီမြန်မာနိုင်ငံတည်ငြိမ်တဲ့ပတ်သက်တရုတ်နိုင်ငံကအရေးကြီးတဲ့အခက်အခဲနာမှာတည်ရှိတယ်နောက်တစ်ခါကလက်ရှိဒီနာဆာကဥက္ကဋ္ဌပေါ့နာဆာနာဆာကဥက္ကဋ္ဌကလည်းဒီမြန်မာနိုင်ငံတည်ငြိမ်တဲ့ပတ်သက်ရင်ဒါသူ ဒါခေါင်းဆောင်ကြီးဒါကျွန်တော်တို့ဒီမြန်မာနိုင်ငံခေါင်းဆောင်ကြီးပေါ့ဗျာဒါအစွမ်းကုန်စူးစမ်းနေလို့ကျွန်တော်မြင်တယ်စူးစမ်းနေလို့မြင်တယ်လက်ရှိဒီတမရရှိချင်းပင်နဲ့ NASA ကဥက္ကဋ္ဌတွဲဆောင်မှုကခင်ဗျားရုရှားကိုသွားလို့အင်းနီနာချင်းမလို့နှစ်ဖက်ခေါင်းဆောင်တွေတွဲကြတာမဟုတ်ဘူးရှိချင်းပင်ကလည်းအင်းနီနာချင်းမလို့တွဲကြတာမဟုတ်ဘူးဟာဒီမြန်မာနိုင်ငံကမြန်မာဒီ NASA ကဥက္ကဋ္ဌရုရှားလာကြတယ်တွဲကြမယ်ဆိုအဲ့လိုတွဲတာမဟုတ်ဘူးကျွန်တော်တို့တရုတ်တမရရှိချင်းပင်နဲ့ဒီ NASA ကဥက္ကဋ္ဌတွဲဆောင်မှုကသူတို့ အချိန်ချင်းကျွန်တော်တို့အများကြီးအများကြီးဆင်းဆွေးနွေးရတယ်။နံပါတ်၁ကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တိုင်ယုံနဲ့လက်ရှိဒီနိုင်ငံရေးဝန်ကြီးဌာနတို့အချိန်ချင်းဆွေးနွေးတယ်။ပြီးတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံဆိုင်ရာမြန်မာတိုင်ယုံတို့စသဖြင့်တရုတ်အစိုးရနဲ့ကျွန်တော်တို့အချိန်ချင်းဆွေးနွေးတယ်။ဆွေးနွေးပြီးမှနောက်ဆုံး final ကြမှာကျွန်တော်တို့ဒီလိုမျိုးဒီနေရာမှာတွေ့ဆုံမှုတွေဖြစ်လာတာ။အဲ့တော့လက်ရှိဒီကျွန်တော်တို့နှစ်ဖက်အထုတ်ပြန်တဲ့အချက်လက်တွေကအဲ့ဒီအချိန်တွေရဲ့ကျွန်တော်တို့ပပလေးပါ။အဲ့ဒီနောက်ပိုင်းမှာ detail နည်းနည်းတဲ့အရာတွေကျွန်တော်ဆွေးနွေးရပါတယ်။ ဒီတဲ့နိုင်နေတဲ့အရာဆိုလည်းရှိသည်မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ယင်းနီမှုမြို့ယင်းနီမြို့နာမည်ကိစ္စတွေပြီးရင်ကျွန်တော်တို့တရုတ်မြန်မာနိုင်ငံကုံသုံးမှုလမ်းကြောင်းတွေပြီးတော့ကျွန်တော်နေဆက်ဒေတာပြန်ပြီးတော့ကုန်စည်စည်းနိုင်မှုကိစ္စတွေမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခါတွေပြီးတော့ကျွန်တော်လက်ရှိသည်လက်ရှိကျွန်တော်ပြုလုပ်မဲ့ဒီရွေးကောက်ပွဲဆိုင်ကိစ္စရပ်တွေအဲ့တော့ဒါကနှစ်ဖက်ခေါင်းဆောင်တွေကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကောင်းကောင်းကြီးဆွေးနွေးခဲ့ပါတယ်တေချာလာတစ်ခုကတော့ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြန်မာနိုင်ငံတည်ငြိမ်ရေးအခမ်းအနားနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကကြီးမားတဲ့အခမ်းအနားမှာရှိတယ်ဒါကလက်ကိုလက်ခံမဲ့ကိစ္စပါ ဲ့တော့အခြားသောကျွန်တော်တို့ဒီထိုင်းနိုင်ငံအခြားသောကျွန်တော်အိန္ဒိယချင်းနိုင်ငံတွေပေါ့ဗျာဒါပါလို့အိန္ဒိယချင်းနိုင်ငံတွေမှာဆိုရင်ဒီတရုတ်ရင်းနဲ့ပတ်သက်တဲ့သူတို့ဒီဝန်ကြီးဌာနဌာနတွေရှိတယ်ဌာနတွေရှိတယ်ပြီးရင်ဒီတရုတ်ရင်းနဲ့ပတ်သက်တဲ့ဒီပညာရှင်တို့တောက်လျှောက်မှုထုတ်တယ်တောက်လျှောက်ကိုမှုထုတ်တယ်အဲ့တော့မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ဒီလိုမျိုးရှိလာမရှိတော့ကျွန်တော်သိချာမသိဘူးအော်အဲ့တော့တရုတ်ရင်းကျွမ်းကျင်သူပေါ့အဲ့ဒါကခင်ဗျတည်တည်ချက်ချောက်ကိုခင်ဗျတည်တည်ချက်ချောက်ဖွဲ့စည်းရတာတရုတ်ရင်းကျွမ်းကျင်သူထိုင်းရင်းကျွမ်းကျင်သူလာအိုရင်းကျွမ်းကျင်သူပေါ့ဗျာ ပြီးအိန္ဒိယရေကျွမ်းကျင်သူဆိုပဲအဲ့နိုင်ငံတကာမှာအဲ့ဒီအဲ့ဒီလိုက်အဲ့လိုစတာစတာတွေရှိတယ်အဲ့တော့သူတို့ကဒီအဲ့လိုတွေတည်တဲ့အခါကျတော့ဒီတန်တမမာကျတော့တာသွားတာပေါ့ဗျာအဲ့တော့ဒီတမရာအိရှိကသူဘာကြိုက်လဲတမရာအိရှိရဲ့ကတော်ကဘာကြိုက်လဲပေါ့ဗျာဒါအဲ့လိုအဲ့လိုရှိတယ်သူအဲ့ဒီလောက်အသေးစိတ်ကိုရှိအသေးစိတ်ကိုတည်တာအဲ့တော့တမရာအိရှိဝင်လာရင် तू ကဘဲကာလာကိုကြိုက်တယ်ဘဲအောင်ကိုကြိုက်တယ်သူ့ကိုဘလူဂျူမကြိုက်တယ်အဲ့ဒါကဘာလဲဆိုတော့တကယ်တော့ကျွန်တော်တို့အချက်လက်အလက်နဲ့ဒီလို data center တွေရှိမှရတာ တော့မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့အဲ့လို comedy ရှိမရှိတော့ကျွန်တော်တို့သိချာမသိဘူးကျွန်တော်မသိတာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေရေးရိုင်းနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာကျတန်တမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့လိုအဖွဲ့အစည်းတွေများများရှိနေကြပါတယ်ဒါကျွန်တော်ရဲ့ဆန္ဒပါအဲ့တော့ရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိပါဘူးအဲ့တော့ဒီသတင်းပြန်ချောက်ရမယ်ဆိုရင်ကျွန်တော်မနေ့ကတရုတ်သမ္မတရှီကျင်းပင်နဲ့ဒီနိုင်ငံတော်ဆီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးတွေ့ဆုံမှုကမြန်မာနိုင်ငံအတွက်ကျွန်တော်တို့တကယ်ကိုကျွန်တော်ငြိမ်းချမ်းရေးဒါငြိမ်းချမ်းပန်းနဲ့ပွင့်ပြီးပွင့်ဖို့အတွက်ဒါ နှစ်နိုင်ငံကောင်းဆောင်တွေစိုက်တူခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကြိုက်သည်ဖြစ်စေမကြိုက်မကြိုက်သည်ဖြစ်စေဒါနိုင်ငံဝင်ကြီးတို့ကြောက်တကယ်မြန်မာနိုင်ငံပြန်ပြီးတည်ငြိမ်ဖို့အတွက်တကယ်တိုင်းပြူပြည်ပြူလုပ်နေတဲ့ခေါင်းဆောင်တယောက်ဖြစ်ပါတယ်ဒီစကားကိုအသုံးလို့ခင်ဗျားတို့ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်မကြိုက်လည်းရပါတယ်မကြိုက်လည်းရပါတယ်ဒါကကျွန်တော်ပကတိအခြေတရားပါပဲအဲ့တော့လာမယ်လာမယ်ကျွန်တော်တို့2025ရွေးကောက်ပွဲမှာရွေးကောက်ပွဲမှာလက်ရှိဒီတက်ချုပ်ကြီးကနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအုပ်ထာကြီးကနိုင်ငံတော်သမ္မတတောင်း ဆက်ပြီးထမ်းဆောင်ရင်လည်းကျွန်တော်တို့ကကြိုးစားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်စစ်ဘက်ရက်ဘက်အရေးကြီးပါတယ်။တိုင်းပြည်ကျွန်တော်တို့နိုင်ငံဆိုပို့ဆိုးပါတယ်။စစ်ဘက်ရက်ဘက်အားကောင်းပါတယ်လည်းကျွန်တော်တိုင်းပြည်ရဲ့စီးပွားရေးကဏ္ဍပညာရေးကဏ္ဍစတဲ့ကဏ္ဍတွေကကျွန်တော်အားကောင်းပါတယ်ထိုးတက်မှာပါ။စစ်ဘက်ရက်ဘက်အမကောင်းဆိုရင်ကျွန်တော်တိုင်းပြည်ရဲ့ဗတ်ပေါင်းဆောင်ဖွံ့ဖြိုးတိုးတက်ရတော်တော်ခဲနေပါတယ်။အဲ့တော့ကျွန်တော်တို့ကတော့ရှင်းပါတယ်။လာမယ့်2025ရုပ်ောက်ပွဲမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်ချုပ်ကြီးကတက်ချုပ်ကြီးကကျွန်တော်တို့နိုင်ငံတော်တမရတောင်းဝန်ဆက်ပြီးထမ်းဆောင်ရင်လည်း ကျွန်တော်တို့ဆက်ပြီးတော့အားပေးမယ်ကျွန်တော်တို့တက်တဲ့အတတ်ပညာနဲ့ဆက်ပြီးကျွန်တော်တို့ဆက်ပြီးဆောင်ရမယ်